Michael A Singa ရင် The Antata so ကြောက်တဲ့အနေထုံးထုံးထားတဲ့ The part of unconditional happiness part 4ပေါ့နော်အကျွင်းမဲ့ပျော်ရွှင်ရေးလမ်းစဉ်ဘုံဘုံဒုက္ခပျော်ရွှင်ဉာဏ်လမ်းစဉ်ဆိုတဲ့ခေါင်းအခန်းကလေးရဲ့ဒါဤကုန်းပိုင်းနောက်ဆုံးအပိုင်းပါ If you remain open enough, waves of uplifting energy will fill your heart if you remain open enough ပင်လုံလောက်အောင်ကိုယ်နှလုံးသားကိုဖွင့်ထားမယ်ဆိုရင် waves of uplifting energy uplifting ဆိုအာရင်တွေတက်စေတဲ့နော်ကိုယ့်ကိုအာရင်ပြည့်ဖြူးစေတဲ့စွမ်းအားတွေဟာ will fill your heart မင်းနှလုံးသားကိုပြည့်နေလာပါလိမ့်မယ်ပေါ့ကိုယ်မှာစွမ်းအားတွေ energy တွေပြည့်နေလာလိမ့်မယ် spiritual practices ဒီ spiritual practices တွေဟာ ီညံပိုင်းဆိုင်ရာအလေးထားတွေဟာ are not and and in dance themselves သူတို့ကိုယ်တိုင်ကဒီအလေးထားတွေကဒီလောက်လေးတင်အဆုံးသက်သွားမှာမဟုတ်ဘူး they bear fruit သူတို့တွေမှာအကျိုးရလဒ်တွေထွက်ပေါ်လာအောင်မယ် bear fruit ပေါ့နော်အသီးတွေတည်လာအောင်မယ်ဆိုအကျိုးရလဒ်တွေဖြစ်ထွန်းလာအောင်မယ် when you become deep enough to remain orphan လုံလောက်အောင်နှလုံးသားကိုဖွင့်လှစ်ဖို့နက်နက်ရှိုင်းရှိုင်းသာရှိမယ်ဆိုရင် မင်းဒီလမ်းစဉ်ကိုကျင်သုံးသွားရင်းနဲ့တစင်ပြီးတစင်တလွာပြီးတလွာကွာသွားတဲ့အခါမှာအကျိုးရလဒ်တွေလည်းတစ်ခုပြီးတစ်ခုထွက်ပေါ်လာလိမ့်မယ် if you learn to stay open at all times အချိန်တိုင်းသာ stay open အချိန်တိုင်းသာပေါ့ဒီနှလုံးသားကိုကိုယ်နှလုံးသားကိုလာဖွင့်လက်ထားနိုင်မယ်ဆိုရင် great things will happen to you အရာတိုင်းကြီးမြတ်တဲ့အရာတွေမင်းဖြစ်မှာပဲလေ you simply have to learn မင်းသင်ယူဖို့လိုတာတော့ not to close ဘလို့ပဲဖြစ်ဖြစ်ကိုဘွားခွင်လန်းနေကိုနှလုံးသားကအရာတွေကိုမပိတ်ဆိုးလိုက်ဖို့ပဲလိုတာပါကိုဘွားမှာနော်ကိုကတခုဒါဆိုရင်အော်မလုပ်ချင်ဘူးဒါကြီးတော့မဖြစ်ချင်ဘူးပေါ့ဒီလိုတော့မကြုံညင်ဘူးတဲ့နေသားတွေရှိတယ်ပေါ့အဲ့လိုအရင်တည်းကပြောနေတဲ့လေးအတာစကားတွေရှိတယ်ဒါတွေကိုနားယောင်မနေပဲလက်ခံမနေပဲနဲ့ဘဝရဲ့ flow တိုင်းပေါ့စီမြော့လိုက်ဖို့ပေါ့ဒီလိုပြောတာဘဝရဲ့ flow တိုင်းပဲဘဝဒီလိုစီမြော့စီမြော့လိုက်ပေါ့အဲ့တိုင်းလေးပဲ သွားရင်းနဲ့ပဲကိုဘွားမှာဒါဟာကြုံတွေ့ရမယ့်အရာနေမှာရင်ဆိုင်ရမယ့်အရာနေမှာကြော်ဖြတ်ရမယ့်အရာနေမှာပေါ့ဒီလိုကြော်ဖြတ်သွားလိုက်တာပေါ့ if you remain open enough လုံလောက်အောင်ကိုနှလုံးသားကိုသွင်းလဲထားထားမယ်ဆိုရင် waves of uplifting energy တကယ်ကိုအာရင်တွေပြည့်ပြည့်လာတဲ့လှိုင်းတွေပေါ့စွမ်းအားလှိုင်းတွေ where fill your heart ကိုနှလုံးသားမှာလုံနိုင်ကြိုင်နိုင်စွမ်းတွေဖြစ်ပေါ်လာလိမ့်မယ် spiritual practices ဒီ ညံပိုင်းဆိုင်ရာ အလေးထတွေဟာအာနော့ and in themselves သူတို့အလေးထတဲ့လေးကျင့်အောင်တက်တဲ့ဒီလောက်ပဲပြီးသွားမှာမဟုတ်ဘူး they bear fruit သူတို့တွေမှာလည်းအကျိုးရလဒ်တွေထွက်ပေါ်လာပါဦးမယ် when we become deep enough လုံလောက်အောင်နှက်ဆိုင်သွားမယ် to remain over ကိုလုံလောက်ကိုဖွင့်လှစ်လိုက်ဘူးအဲ့ဒါလုံလောက်အောင်နှက်နှက်ဆိုင်ဆိုင်တာဖွင့်လှစ်ထားနိုင်မယ်ဆိုရင်ပေါ့အတွင်းဆုံးတည်းကမောဟအထူးတွေဟိုတာခွာချနိုင်မယ်ဆိုရင်ပေါ့နော်အကျိုးရလဒ်တွေဖြစ်ထွန်းလာလိမ့်မယ် if you learn to stay open at all times တစ်ချိန်လုံးသာကိုယ်နှလုံးအောင်ဖွင့်လှစ်ထားမယ်ဆိုရင် great things will happen to you ကြီးမြတ်တဲ့အရာတွေဖြစ်လာမှာလည်းပဲဖြစ်လာမှာပဲလေ you simply have to learn not to close ကဲနှလုံးသားကိုမပိတ်ဆို့လိုက်ဖို့လိုတာပါပေါ့ဟိုဒါစွမ်းအားတွေထွက်ပေါ်လာမယ်ဆိုတော့ဘာပြောရလဲဆိုတော့ဥမာတို့တွေဥမာတစ်ခုကိစ္စတစ်ခုကြုံရပြီဥမာဆိုကြပါစို့ဥမာမီလန်နေဆိုတဲ့အခါမျိုးမှာဆိုရင်လေတို့တွေမတင်နိုင်တဲ့တစ်တာယူတော်မှာလေ အော်တဲမသွားနိုင်လိုက်တာပေါ့အဲ့ဒါဘယ်ဟာစွမ်းအားတွေထွက်လာတာလဲပေါ့တကယ်တမ်းစွမ်းအားတွေကရှိနေပြီးသားကိုမတိပဲနဲ့သူ့ဝက်နေတဲ့ energy တွေကပြည့်နေပြီးသားအဲ့ဒီ energy တွေကိုကလေကိုရဲ့အတွေးတွေကိုရဲ့အသည့်တွေကိုရဲ့မြင်တွေကိုရဲ့ခံယူချက်တွေကိုရဲ့သဘောထားတွေခံစားချက်တွေယူဆချက်တွေဒါတွေပိတ်ဆို့နေလို့ပဲပေါ့စွမ်းအားတွေကထွက်ပေါ်မလာတာလို့ဒီလိုပြောတာပေါ့အဲ့ဒီတကယ်အဲ့ဒီအရေးကြုံလာတဲ့ခါကျတော့လေဘာမှပိတ်ဆို့တာမဖြစ်ငါလုံနိုင်ပါမလားမလုံနိုင်ဘူးဆိုတာလေမရှိဘူးလေ တကယ်တစ်တာကြီးဆိုလဲမသွားလိုက်တာပဲအုတ်ဒရိုင်းနေလဲကြော်ပြစ်လိုက်တာပဲဒီလိုဖြစ်သွားတာလေဒီ is going to happen to you hey အရာဝတ္ထုတွေကအရာတွေကဖြစ်ကြမှာပဲလေမင်း you are going to feel မင်းလဲခံစားရလေ the tendency to close tendency to close ဆိုတာမင်းဟလာပိတ်ချင်တဲ့အလိုဆန္ဒတွေလဲဖြစ်လာလိမ့်မယ်ကိုယ်လုံးကတော်ပြီဒါကြီးတော့မလုပ်ချင်ပါဘူးပေါ့ဖြစ်လာလိမ့်မယ် but you have limited time မင်းမှာအကန့်အသတ်ရှိတယ်နော် left in your life မင်းဘဝမှာကြံရှိနေတဲ့အချိန်ကအကန့်အသတ်နဲ့နော် what's really not reasonable ကဲအကျိုးအကြောင်းမစီလျော်တာ is not to enjoy life ဘဝမှာပျော်ပျော်ကြီးမနေဘူးဆိုတာကတော့ကဲမင်းအတွက်အကျိုးအကြောင်းမစီလျော်ဘူးနော်ပေါ့ဒီလိုပြောတာ if you have travel remember that ဒါကိုဒါမင်းအလားမှန်မိဖို့အခက်အခဲဖြစ်နေတယ်ဆိုရင် ကဲမင်းဘွားအချိန်ကတ်တန်းနဲ့ရှိတယ်ဘဝကပျော်ပျော်ကြီးနေဖို့ပေါ့ဒါကိုကုလူမင်းမေ့သွားမယ်ဆိုရင်ဒါကိုမှတ်မိဖို့ခက်ခဲဖြစ်မယ်ဆို then meditate တရားထိုင်လိုက်ပေါ့ meditation တရားထိုင်နေဆိုတာ strengthens your center of consciousness consciousness မင်းရဲ့အတိတရားကို center ကိုတတိတရားကို strengthens ခိုင်ခန့်စေတယ်ပေါ့ so that ဒီတော့ you are always aware enough ကဲမင်းတိသွားလိမ့်မယ် not to allow your heart to close ကိုကိုနှလုံးသားကို ပိတ်ပင်ခွင့်ပိတ်ပိတ်ဆို့ခွင့်မပေးတော့ဘူးပေါ့ you remain open တချိန်လုံးဖွင့်လှစ်ထားလိမ့်မယ် simply let it go အကုန်လုံးကိုဆွန့်လွတ်လိုက်ပြီးတော့ release the tendency to close ပိတ်ခြင်းနဲ့ဒီကိုနှလုံးသားကိုပိတ်ထားခြင်းတဲ့ကိုယ့်ရဲ့တဘာဝကိုပါဆွန့်လွတ်ထားလိုက်တာပေါ့ဖြစ်မှာပဲလေနော်အရာရိယာဖြစ်မှာပဲလေဘဝပဲလေကြုံစရာရှိတာကြုံမှာပဲလေပေါ့ ဒီတော့အဲ့လိုဆိုရင်ကိုကဒါကြီးတော့မလုပ်ချင်ပါဘူးဆိုရယ်စိတ်အလိုတွေပေါ့အဲ့ဒါ tendency to close ဆိုဒီကိုနှလုံးသားကိုပိတ်ချင်တယ်ဆိုတာဒါပြောတာပေါ့မလုပ်ချင်ဘူးဆိုရယ်အလိုတွေဟုတ်နော်ဒါတွေဖြစ်ထွန်းလာလိမ့်မယ်ပေါ့ you have limited life limited limited time left in your life ဘဝမှာအခက်အခဲဘဝမှာအချိန်ကအကန့်အသတ်ပဲရှိတာနော် was really not reasonable ကဲအကျိုးအကြောင်းမစီလျော်တာတော့ is not to enjoy life ဘဝမှာပျော်ပျော်ကြီးမနေတာပဲလေဒါကတော့မင်းတို့တို့ အဆင်မပြေဘူးနော်ဟောပေါ့ကဲအချိန်ကအကန့်အသတ်ရှိတယ်လေအကန့်အသတ်ရှိပါတယ်ဆိုတော့အချိန်တူရှိနေမှာတော့ကိုကလေဒီလိုကြီးဘဝမှာပြောပြောရွှင်ရွှင်မနေသွားဘူးဆိုရင်ဒါအဆင်ပြေမှာမဟုတ်ဘူး if you are travel remember that ကဲဒါကိုမင်းဘဝအချိန်အကန့်အသတ်ရှိတယ်ဆိုတာကိုမင်းသတိရဖို့ခက်ခဲနေတယ်ဆိုရင် then meditate ကဲတရားလေးပါထိုင်လိုက် meditation တရားထိုင်ခြင်းက strengthens your center of consciousness နေရ consciousness ဒတိတရားစင်တာကိုတမျိုးဒတိတရားကိုခံခန့်စေမယ် so that ဓမ္မပဲ you are always aware enough မင်းလုံလောက်အောင်သိလိမ့်မယ် not to allow your heart to close ကိုယ်နှလုံးသားကိုမပိတ်ဆို့မိတော့ဘူးပေါ့ you remain open ဝင်လေသွားလိမ့်မယ် by simply let it go အကုန်လုံးကိုစွန့်လွတ်လိုက်ချော့ချလိုက်ပြီးတော့ release the tendency to close ဘယ်ကူကူမလုပ်ချင်ဘူး ဆိုတော့အတားဆီးအလိုတွေမကြုံကျင်တဲ့အလိုတွေကိုယ့်ရဲ့စိတ်ခံစားချက်တွေဒါတွေကို release ပယ်လျှော့ပြစ်လိုက်ပါ You just relax your heart ကိုယ်လုံးသားတော့ဖြေလျှော့ထားလာ One starts to tighten ဒီမှာ tighten ကတင်းကျပ်လာပါလို့ကဲနှလုံးကတကူဆိုရင်လေအော်ရင်ထဲမှာတကူဘယ်လောက်ဆိုးလာပြီ ဆိုရင်ဖြည့်လျှော့လိုက်ပါ you don't have to be outwardly glowy all the time တချို့ရင်တော့ glowy ဆိုဒီမှာပုံမှန်က glow ကတော့အယောင်တောက်တာပေါ့ဒီမှာတချို့လုံးနဲ့လန်းဆန်းနေမှာတော့မဟုတ်ပါဘူးလန်းဆန်းနေဖို့တော့မလိုဘူးလေပေါ့ you are just အမြဲတမ်းပြောနေအမြဲတမ်းပြောနေတာနေအဲ့ဒါဘာသာကနရွက်ချိတ်မတဲ့ပြုံးနေတာဒါတော့ကြည့်လို့တာမဟုတ်ဘူးလို့ပြောတာပေါ့ you just joyful inside ဂျင်းထဲမှာဂျင်းနန်းနေဖို့စင်ပြေးနေဖို့အေဂျင့်နေဖို့ဒါပဲလိုတာ instead of complaining ကဲညစ်သွားမနေပဲね you are just heavy fan with the different situations that unfold that unfold ဒီမှာဖြစ်ထွန်းလာတဲ့ unfold 4ကခောက်တာလေ unfold ကဖြေကြလိုက်တာဒီမှာကြပြေလျော့လာတဲ့ဒီမှာကြဖြစ်လာတဲ့ different saturation နဲ့တူပါအလိုက်တဲ့အလျားတဲ့ have fun ပျော်တတ်ဖို့လိုတာပါ you just relax your heart ကိုနှလုံးသားဟောတာဖြည့်လျှော်လိုက် when it starts to tighten နှလုံးသားတင်းကျပ်လာပြီဆိုရင်ပေါ့ you don't have to over the grow you all the time တချိန်လုံးမင်းပြောနေဖို့ကျွင်းနေဖို့မြူးနေဖို့မလိုပါဘူး you just drive full inside ဂျင်းထဲမှာဒါဂျင်းနန်းနေလိုက်အေဂျင့်နေလိုက်အစဉ်ပြေးနေလိုက်ပေါ့ instead of complaining ညှိတွားနေမယ်စ you just heavy fan ပြောပြောကြည့်နေလိုက် with the different situation that unfold ဖြစ်တွန်းလာတဲ့အခြေအနေလိုက်လျောညီတွေရှိအောင် heavy fan ပြောပြောကြည့်နေလိုက်စမ်းပါ unconditional happiness ကအကျဉ်းမဲ့ရှင်ပြောခြင်းဆိုတာ is a very high power မြင်မာတဲ့လမ်းစဉ်ပဲလေ a very high technique အစင်မြင့်တဲ့နီးနာပဲလေ because ဘာလို့လဲဆိုတော့ it solves everything အရာရာတိုင်းကိုဖြည့်ရှင်းပေးနိုင်လို့ပါ unconditional happiness အကျွင်းမဲ့ပျော်ရွှင်ရေးလမ်းစဉ်ဆိုတာဟာ is a very high path အစင်မြင့်လမ်းစဉ်ပဲ a very high technique တကယ်အစင်မြင့်နီးနာပဲ because it solves everything အရာရာတိုင်းကိုပြည့်လဲစေတာကိုနော်ဒီမှာ unconditional happiness ဆိုတာတကယ်အစင်မြင့်တဲ့လမ်းစဉ်ပဲ very high technique တကယ်အဆင့်မြင့်တဲ့နီးနာပဲ because ဘာလို့လဲဆိုတော့ it solves everything အရာရာတိုင်းကိုဖြည့်ရှင်းပေးနိုင်တာကို you are let it go of yourself okay မင်းကလေ let it go of yourself ကိုကိုကိုဖြည့်လျှော့ချလိုက်နော်ကိုကိုမှာတင်းကျပ်နေတာတွေရာတွေရှိတယ်ဖြည့်လျှော့ရှာလိုက် so that ဒါမှပဲတဲ့ ဟလာ so that ဒါမှပဲ you remain happy မင်းပျော်ရွှင်နေမှာပေါ့တဲ့ပျော်ရွှင်နေမှာပေါ့ as far as uh your spirituality goes ဒီမှာ spirituality goes ဆိုတာဉာဏ်လန်းစဉ် spiritual ပေါ့စိတ်ပိုင်းဆိုင်ဉာဏ်တွေတဖြည်းဖြည်းဖွံ့ဖြိုးလာလာနေဟလာ you are going to grow very rapidly ကဲယင်ထဲမှာလဲကျင့်နှံ့မှုကြည်နူးမှုတွေဖြစ်လာမှာပေါ့ပေါ့ a person who accumulate that this every moment or every day a kaidan dam နေတိုင်းအခိုက်တန်တန်းမှာဒီလိုလုံနေတဲ့လူတယောက်ဟာ is going to notice တရီပြူမိလာမှာပေါ့တဲ့ the cleaning of their heart cleaning of their heart ပေါ့နော် clean clean cleansing of their heart ကိုသူနှလုံးသားလည်းတဖြည်းဖြည်းရှင်းသန့်လာမှာပေါ့ this is because ဒါပါလို့လဲဆိုတော့ they are not getting involved in the step that can save that can save ကျုံဆုံးလာတဲ့ဟလာအနေထားတွေဟလာပါဝင်လာတဲ့အတွက်ကြောင့်ဟောလာဒီမဲ့ကျုံဆုံးလာတဲ့အနေထားတွေမှာကိုကပါဝင်ပတ်သက်မနေလို့ပေါ့တနည်းပြောမယ်ကျုံဆုံးလာတဲ့မြတ် ဖြစ်လာသည်များအနေထားတွေကိုအဲ့အနေထားတွေမှာငါရေးငါရလုံမနေတော့ဘဲနဲ့ဒါတွေကကြုံဆုံမှာပဲရင်ဆိုင်ဆိုင်ရှိရရင်ဆိုင်လိုက်တာကြုံဆုံဆရာရှိရကြုံဆုံလိုက်တာဖြတ်တန်းဆရာရှိရဖြတ်တန်းလိုက်တာပဲလို့ပြောချင်တာလေ you are letting go of yourself you are letting go of yourself ဆုံးလို့လိုက်ကိုယ့်ရဲ့ဖြစ်ချင်းစိတ်တွေအလိုတွေတခုခုတားဆီးနေတဲ့စိတ်အစဉ်တွေရှိတယ် ဒါတွေကိုဖြေလျှော့ချလိုက် so that you can remain happy ဒါဆိုရင် ဖြစ်လာသည်များကျုံလာသည်များကို remain happy ပျော်ပျော်ကြီးရင်ဆိုင်နိုင်သွားမယ် as far as your spirituality goes ညာတပြေးပြေးအစဉ်အတန်းမြင့်လာတာနဲ့ you are growing to grow very rapidly okay မြန်မြန်ဆန်ဆန်ပဲဖွံ့ဖြိုးလာနိုင်မယ်လေအဲ့လားဒီလိုမကုံလုံးကိုလွတ်ချလိုက်ပြီဆိုတာနဲ့လေတပြေးပြေးချင်းနဲ့ကိစ္စရက်တွေအစဉ်ပြေးလာမယ်ပေါ့အစဉ်ပြေးလာမယ်ဆိုတော့အဲ့လား စဉ်ပြေးလာမယ်ဆိုတာကဟိုအအပြင်ကပြဿနာတွေကပြေးလဲသွားမှာတော့မဟုတ်ပြေးလဲကြီးမှပြေးလဲမှာပေါ့ဒါမှမဟုတ်အတွင်းမှာတော့အပြင်ကနဲ့အတွင်းနဲ့မှာဟိုပြဿနာဖြစ်မနေတော့ဘူးဟန်ချက်ညီလာမယ်ပေါ့အပြင်မှာဖြစ်တာနဲ့ပတ်သက်ပြီးအတွင်းကဘာမှခက်ခဲမဖြစ်တော့ဘူးအတွင်းကဟိုဘာမှတားဆီးမနေတော့ဘူးဒီလိုမှကောင်းတယ်ဟိုလိုမှဖြစ်ကျင်တယ်ဆိုတဲ့အနေထားမဖြစ်တော့ဘူးပေါ့ဒီလိုပြောတာ a person who actually does this does this every moment or every day နေတိုင်း အခိုက်အတန့်တိုင်းမှာဒီလိုလုံနေတဲ့ဒုတိယဟာ is going to notice သတိပြုမိပါမော်နော် the cleansing of your heart their heart သူတို့နှလုံးသားတပြေးပြေးရှင်းသန့်လာလိမ့်မယ်လေ this is because ဘာလို့လဲဆိုတော့ they are not getting involved သူတို့မပါဝင်ဘူး in the stuff that comes up ဖြစ်ပေါ်လာမြတ်ဘဝလောကရန်ဒီလောကရန်ဒီ line တွေရိုက်ခတ်လာပြီဆိုရင်လည်းအဲ့ဒီဖြစ်လာမယ့်အဖြစ်ပြက်တွေကိုလည်းဖြစ်လာတဲ့အရာတွေကိုပေါ့ငါရင်းငါရာ လုံမနေတော့ဘူးပေါ့ဒီလိုပြောတာ The greatest gift one can give to God yeah one can give to God ဘုရားသခင်ကိုပေးနိုင်တဲ့အကောင်းဆုံးအကြီးကျယ်ဆုံးလက်ဆောင် to be pleased with this creation ဘုရားသခင်ရဲ့ဖန်ဆင်းမှုနဲ့ပတ်သက်ပြီးတော့ပေါ့ဟုတ်လားဘယ်ကျင်းတဲ့ကြောင်းပေါ့ဘုရားသခင်ကိုပေးနိုင်တဲ့အကြီးဆုံးလက်ဆောင်ရှိတယ် ဆိုတော့အဲ့ဒါဘာဖြစ်မလဲ do you think oh sorry ala the greatest gift one can give to god ဘုရားခင်ကိုပေးနိုင်တဲ့အကြီးအကျယ်ဆုံးလက်ဆောင်ကဘာလဲဆိုတော့ is to be pleased with his creation သူ့ရဲ့ဖန်တီးမှုနဲ့ပတ်သက်ပြီးကျေနပ်လိုက်တာပဲပေါ့ဘဝမှာဒီလိုဖြစ်ရမယ်ဒီလိုဖြစ်လာတယ်ဒါကိုကျေနပ်လက်ခံလိုက်တာပဲပေါ့ဘဝကဒီလိုနေတာကြုံမယ်ဒါကိုလက်ခံလိုက်တာပဲပေါ့ဩဘဝကဒီပုံစံရှောက်လန်းရမယ်ဩဒါကိုပဲရှောက်လန်းလိုက်တာပဲလေဒါဟာဘုရားသခင်ကိုပေးနိုင်တဲ့ အကြီးအကျယ်ဆုံးလက်ဆောင်ကဒါပဲပေါ့သူ့ရဲ့ဖန်တီးမှုကိုသူခချပေးတဲ့အတိုင်းဟိုလက်ခံလိုက်တာပေါ့တနည်းပြောမယ်ဆိုရင် creation ဆို god ဆိုပြောချင်တာဟောအကန့်ကျက်မှာကံကိုတော့ရိုးမဲ့ဖွဲ့မနေတဲ့ကျုံဆုံလာတာဒါကိုလက်ခံလိုက်ပေါ့နော်ဒီကံလေးဆိုတာဟာအသုံးချလိုက်ဖို့ပဲပေါ့ဒီကံတွေတိုင်းရက်တီလိုက်ဖို့မဟုတ်ဘူးသူ့ရဲ့ creation ကိုလက်ခံလိုက်ဆိုတာကံတွေကိုဒီတိုင်းကံတွေကျုံဆုံလာတဲ့ကံတွေလောကရန်တွေရှိတယ်ဒါကိုလက်ခံလိုက် ဒီအဲ့ဒီ logarithm ကိုပဲအသုံးချပြီးနော်ကိုကိုတိုင်းကဟွန်းဟွာရွှေဖြစ်နေမယ်ဆိုရင်ငရဲမီးကဘာမှအရေးမကြီးဘူးလေဟုတ်မလားနော် logarithm ဆိုတာဘာအရေးကြီးမှာလဲကိုသာရွှေမဟုတ်လို့စေမစစ်လို့ဒါငရဲမီးကိုကြောက်နေရတာပေါ့နော်ရွှေစစ်တယ်ဆိုရင်နော်ဘာကြောက်စရာမလဲအဲ့တိုင်းပဲပေါ့ဒီမှာ logarithm ဆိုတာ the creation ပေါ့ကံပေါ့ဒါကိုလက်ခံလာပြီပေါ့ လက်ခံပြီးတော့ဒါကိုပဲအသုံးချလိုက်ပေါ့ကံကြမ္မာကိုတို့တွေကဖန်တီးနိုင်ဖို့ကံကြမ္မာတွေတို့တွေရရှိလာခဲ့တာပဲလေရရှိလာတဲ့ကံကြမ္မာကိုအသုံးချပြီးတော့ကံကြမ္မာကိုဖန်တီးရမှာပေါ့ပေါ့ Do you think ထင်သလားလေ God likes to be around people that are happy or people that are miserable ဟိုဒီနေရာလေးပါပဲဒီနေရာလေးမှာတို့ကသူ့ရဲ့ဟိုဒီ happy ဖြစ်တဲ့သူတယောက်နဲ့ကောနဲ့တွေ့တယ် မေဇာရီပဲဖြစ်တဲ့သူတယောက်နဲ့ဂေါနဲ့တွေ့တယ်အဲ့ဒီအကြောင်းသူဇလန်းနေပြောနေတာလေစင်ပြောနေတဲ့ဇလန်းကြီးကိုသူကဖြုတ်ခဲလိုက်တာဒါပဲလေသူကဘောကမှာပြောနေတဲ့သူတယောက်အနားမှာနေရတာဂေါကကြိုက်နေတင်သလားသို့မဟုတ်ပြီးပဲတရမေဇာရီပဲစိတ်ပြက်လေပြက်ဖြစ်နေတဲ့လူတွေအနားမှာနေရတာဂေါကသဘောကျမယ်တင်သလားဘုရားသခင်ကပျော်တဲ့လူနားမှာနေမလားပေါ့စိတ်ပြက်လေပြက်တွေမြဲတဲ့ညီးတွားနေတဲ့သူနားမှာနေမလားဒါရှင်းရှင်းလေးပဲလေကဲခမရတာဂေါဆိုရင် ဘယ်နေရာဘယ်နားမှာနေမှာတော့ဒါရှင်းရှင်းလေးပဲနော်ဘုရားလည်းဒီလိုပဲနေမှာပေါ့နော် Do you think God likes to be around people that are happy ပျော်ရွှင်နေတဲ့သူတွေနားမှာဘုရားသခင်နေခြင်းမဲ့ထင်သလားတမို့ people that are miserable စိတ်ပြည့်လေးပဲဖြစ်နေတဲ့သူတွေနားမှာဘုရားသခင်နေခြင်းမဲ့လို့ထင်သလား It's not hard to tell ပြောဖို့မခက်ပါဘူးနော် Just think about it တွေးကြည့်လိုက်ပါလားပြပါ By imagine that you are God ကြည်တယ် that you are God တင်တာဘုရားသခင်ဆိုရင်တွေးကြည့်လိုက်ပါလားเนาะ just think about it uh by imagine that you are God ကိုကိုဘုရားခင်ကိုတွေးကြည့်လိုက်ဒါဆိုရင်အပြေရမခက်တော့ဘူးလေ the greatest gift one can give to God ဘုရားသခင်ကိုပေးနိုင်တယ်အကြီးကျယ်ဆုံးလက်ဆောင်ကတော့ is to be pleased with creation သူ့ရဲ့ creation နဲ့ပဲတဲ့ပြီးကျင်းနေလိုက်တာပဲပေါ့ do you think god likes to be around people that are happy ယုံနေတဲ့သူတွေနားမှာ ိုနေရတာကြိုက်မယ်ထင်သလား of people that are miserable ဆေးပြက်လေးပဲဖြစ်နေတဲ့လူတွေနားမှာဘုရားခင်နေရတာနှစ်လို့မယ်ထင်သလား it's not hard to tell မခက်ဘူးနော်ပြောဖို့မခက်ဘူးတိလား just think about it တွေးကြည့်လိုက်ပါလား but imagine that you're gone ကိုကိုကိုဘုရားခင်တော့တွေးကြည့်လိုက်ကဲခင်ဗျားတယ်ဘုရားခင်ဆိုရင်ဘယ်နာလေးမှနေမလဲ if you want to be close to god ဘုရားခင်နဲ့နီနီကပ်ကပ်မှာနေခြင်းသလားဟေး learn to be joyful ပျော်ရွှင်တတ်ဖို့သင်ယူလိုက်ပေါ့ if you remain spontaneously happy spontaneously ကအလိုလျောက်ပေါ့တဘာဝအတိုင်းပေါ့ပျော်နေမယ်ပျော်နေခြင်းနဲ့ and center center ဆိုတော့ဒီလေတတိလေးမြဲနေတာပဲဆိုပါစို့နော်ဘယ်ဘောမှာအာယုံမပြတ်နေတာပဲထားပါတော့နော်တနည်းပြောဆိုဘာမှဘာကိုမှငါရင်ငါရလုံမလီတာပဲထားပါတော့အဲ့လိုဆိုရင်ပေါ့နော် ြောနေမယ်အဲ့လိုလည်းပြောနေမယ်အဲ့လိုပဲဘာမှငါရေးငါရလုံမနေဘူးဆိုရင်ဟဲ့ no matter what happens ဘာပဲဖြစ်ဖြစ်တိလား you will find god again မင်းတရားနဲ့တွေ့ပြီပေါ့ဘယ်နှမဆိုလားတရားကိုမမြင်သူကဖိအားမမြင်ဘူးပေါ့အခုလိုတရားမြင်သွားမယ်ဆိုရင်ဖိအားမြင်တော့တာပဲလေလို့ပေါ့ဒီလိုပြောရင်တော့ဘာသာရေးနည်းနည်းဆန်သွားမယ်တိ if you remain spontaneously happy and center ကဲလူလျားကိုလေသူ့လိုလိုရင်ထဲမှာကျဉ်းနှံနေမယ် စင်တာဘာမှထွေပြမနေဘူးရှင်နေမယ်ဆိုရင် no matter what happens ကိုလူဘာပဲဖြစ်ဖြစ် you are fine god အပြင်ကိုပြန်လွန်စရာမရှိတော့ဘူးလေကိုနှလုံးသားတွင် ကိုကြောက်ရင်ကိုဘုရားကိုတွေ့မှာပေါ့ this amazing the amazing part ဒါပဲလေဒါက the amazing part ဒီအောင်စရာကောင်းတဲ့အစိပ်ပိုင်းကဒါပဲလေ yes ဟုတ်တာပေါ့ you are fine happiness ခင်ဗျာပျော်ရွှင်မှုကိုရှာတွေ့မှာပါအဲ့လိုသားဆိုရင်ပေါ့ခင်ဗျာပျော်ရွှင်မှုကိုရှာတွေ့မှာပါ if you want to be close to god ဘုရားသခင်နဲ့နီးနီးနားနားမှာနေခြင်းရဲ့ learn to be joyful ကြောတတ်ဖို့သင်ယူလိုက်ပါ if you remain spontaneously happy and center လူလူပြောနေမယ်ဟလာဘာလို့မှငါရင်ငါရလုံးမနေဘူးဖြစ်လာကြ냐ပေါ့ငါရင်ငါရလုံးမနေဘူးဆိုရင် no matter what happens ဘာပဲဖြစ်ဖြစ် you are find god ဘုရားခင်ကိုခမရတွေ့မှာပေါ့ that's the amazing part ဒါအောင်စရာကောင်းတဲ့စိတ်ပိုင်းပဲလေ yes you are find happiness ခမရပျော်ရွှင်မှုကိုတွေ့မှာပါသေချာပေါ့တွေ့မှာပါ once you have passed through trial by fire ခုနပြောတာလေးဥပဲသူကသူက trial by fire ဒီမဲ့မီးနဲ့ဟလာမီးရဲ့အပူပေးပြီးတော့စမ်းသပ်မှုကို ကြော်ဖြတ်လာပြီဆိုတာနဲ့ဩတင်သာရွှေစစ်တယ်ဆိုရင်ငရေမိတံကိုကြောက်စရာမလိုဘူးပဲပေါ့ဒီလိုသွားရကြောင်မိပူတံကြောင်ဆန်းတမ်းမှုဒီမလေးဩမိပူတဲ့ထက်ဩတံကိုထူရိုက်ထူရိုက်ထူရိုက်အဲ့လိုနဲ့ဒီအနေထားတွေကိုကြော်ဖြတ်လာပြီခဲခဲတွေကိုကြော်ဖြတ်လာခဲ့ပြီဆိုရင် you are thoroughly convinced ကဲမင်းလုံးဝကို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 ဒီမလေးလက်ခံပြီးသားဖြစ်သွားလိမ့်မယ် that you will let go no matter what ကဲဘာပဲဖြစ်ဖြစ် မင်းက let go လွတ်ချလိုက်ပါပဲဘာကိုမှကိုရေးကိုရမလုပ်တော့ဘူးနေမှာပဲ you are let go လေဖြစ်လာသည်မြအပေါ်မှာလေမကြိုက်ဘူးကြိုက်တယ်လေဟာလာမကျင်နေဘူးကျင်နေတယ်လေမဖြစ်နေတော့ပဲနဲ့ဩလောကရံမေးလေကြုံမှာပေါ့ဒါလေဒါတွေကိုလွတ်ချနိုင်လာမယ် then အဲ့လိုဒါလွတ်ချနိုင်လာမယ်ဆိုရင် the base of the human mind and heart will fall away human mind လူစိတ်စင်ရဲ့ base ဆိုချုံလွားတွေ ပဝါရီသူကလူနှလုံးသားလူစိတ်ကကာယံထားလို့မို့ပေါ့အဲ့ဒီကာထားတဲ့အဖုံးကာတွေ where follow away กว่าจะตွားလိမ့်เนาะလူเยလူยาလုံးမှုတွေမရှိတော့ဘူးပေါ့ဒါဆိုရင်တော့ဟဲ့လားဟိုဒီလူเยလူยาတွေလူစိတ်เนี่ยလူနှလုံးသားတွေလူခံစားချက်တွေလူအယူတွေပေါ့เนาะအဆွဲတွေပေါ့ထုံတန်းတွေပေါ့ဓလေ့တွေပေါ့ ဒါတွေကပဲကိုကိုဟုတ်လားဟိုဟွန်းလင်းပွင့်ခြင်းနဲ့မတွေ့စေဖို့ကာစီးထားတဲ့အရာတွေပေါ့အဲ့ဒီကာစီးထားတဲ့အရာတွေကြွားကြသွားပါလိမ့်မယ် once you are fast to try by fire ဒီရဲ့အပူကြောင့်မလို့ try ဇန်သက်ချင်းကိုဖြတ်ကျော်လာပြီးတဲ့အခါမှာ and you are thoroughly convinced မင်းသဘောပေါက်သွားလိမ့်မယ် that you will let go ဘလို့ပဲဖြစ်ဖြစ်ဒါကိုလွတ်ချသွားမယ် no matter what ဘာပဲဖြစ်ဖြစ် than the base of the human mind and heart လူစိတ်ရဲ့သူနှလုံးသားရဲ့အလွာတွေအဖုံးအကွယ်တွေ will fall away กว่าจะตั้วเลยဒါဆိုရင် you stand face to face ကဲထိတ်တိုက်မျက်နှာချင်းဆိုင်တွေ့ပါပြီ what is beyond you တဲ့ရဲ့အလွန်ကအရာကိုတွေ့ပါဘူး because there is no longer a need for you ခမရအတွက်လိုအပ်ချက်ဆိုခမရဆိုတာလိုအပ်ချက်အတွက်မရှိတော့တဲ့အတွက်ကြောင့်ပေါ့သင်အလွန်ကအရာနဲ့ဉာဏ်နဲ့ချင်းဆိုင်တွေ့ပါပြီ when you are damn play with temporarily and finite no temporary ယာယီတွေ finite တွေပေါ့နော်ဒီအဆုံးချိတဲ့အရာတွေနဲ့ယာယီအရာတွေနဲ့မင်းကကစားနေမယ်ဒါတွေအဆုံးသက်လိုက်အဆုံးသက်လိုက်ပြီဆိုရင် you were open to the eternal tower infinite အနန္တပေါ့အဆုံးမရှိတဲ့အရာနဲ့သင်ပြန်ဆိုင်တွေ့ရပါပြီ you were stand face to face with what is beyond you သင်အလွန်ကအရာနဲ့ဟဲ့လား stand face to face မျက်နှာချင်းဆိုင်တွေ့ပါလိမ့်မယ် because there is no longer a need for you ခမည်းဆိုတာအတွက်လိုအပ်ချက်မှမရှိတော့ဘဲနဲ့ when you are then play with the temporary and finite ယာယီတွေအဆုံးသက်ရှိတဲ့အရာတွေနဲ့ကစားခြင်းကိုအဆုံးသက်လိုက်ပြီဆိုတာနဲ့ you are open to the eternal and finite tower ဆိုတာရဲ့အဆုံးမဲ့ဆိုတာရဲ့နဲ့သင်ရှင်းရှင်းကြီးတွေ့ပါပြီပေါ့ဘွားဘွားကြီးတွေ့ပါပြီမြင်နေချင်းဆိုင်တွေ့ပါပြီ then the word happiness ပျော်ရွှင်ခြင်းဆိုတဲ့စကားလုံးဟာ can describe your state သင်ရဲ့အနေအထားကိုပေါ်ပြနိုင်တာတော့မဟုတ်ဘူးပေါ့အဲ့လိုနေတာဆိုရင် that is where was like ecstasy bliss and liberation and nirvana a freedom came in ဟုတ်လားဒါအဲ့ဒီနေရာမှာအဲ့လိုအလွာတွေလူအလွာတွေလူအစိတ်တွေလူအတွေးတွေအမြင်တွေကြွားကြသွားပြီဆိုတဲ့အခြေအနေလေးရှိတယ်အဲ့ဒီအခြေအနေကိုကြတော့ happiness လို့တွေပြောလို့မရတော့ဘူးဒါကြောင့်မို့ဒီလိုစကားလုံးတွေတုံးရပါလေ ecstasy တကယ်ကိုကြည်ွှင်ခြင်း bliss ဒုက္ခချမ်းသာ liberation လွန်မြောက်ခြင်း nirvana နိဗ္ဗာန်ပေါ့ငြိအခြင်း or freedom လူကင်းခြင်းဆိုတဲ့စကားလုံးတွေခံမင်းဒီနေရာမှာသုံးရပါပြီပေါ့ဟလာကိုရဲ့ဒီလူလွားတွေကြွားကြသွားတဲ့စိတ်အဆင်လေးရှိမယ်ပေါ့အဲ့နေရာမှာ happiness လို့သုံးလို့မရတော့ဘူးပေါ့ဒါပဲပေါ့ there is where was like ecstasy bliss liberation nirvana and freedom came in ဒီစလုံးတွေဝင်ရောက်လာပါပြီပေါ့ဒီနေရာမှာဒီစလုံးတွေကိုသုံးရတာပါပေါ့ nirvana ဆိုတဲ့ဟိုဒီကက်ကိုဘင်းရဲ့သူတို့ရဲ့ DY ဖွဲ့လေးရှိပါတယ်ပေါ့သူ DY ဖွဲ့လာတာ nirvana ပေါ့ anaya van လို့သူတို့ကနာမည်ပေးထားတာပေါ့လေ nirvana တဲ့ကက်ကိုဘင်းပေါ့လေနော်သူတချင်းတွေကအနောက်တိုင်းမှာတော့အများကြီးလွှမ်းမိုးမှုရှိပါတယ်ပေါ့အနောက်တိုင်း ူငယ်တွေနောက်တိုင်းဂီတာလောကအောင်ဖြစ်အများကြီးလွှမ်းမိုးမှုရှိတယ်ပေါ့ကတ်ကိုဘိန်းပေါ့နော်အဲသူ့ရဲ့ဒီသူ့ရဲ့ဖွဲ့ဘန်းရဲ့နာမည်ကနိဗ္ဗာန်ဟာလို့ the joy အဲ့ဒီရောရှင်မှုဟာ becomes overwhelming ကဲတင့်ကိုလွှမ်းခြုံသွားပြီး and your cab တင့်ရဲ့ခွက်ကလေးဟာဆိုတင့်ရဲ့နှလုံးသားအဆင်က run over pd အဲ့အလျင်တွေ ရွှေအဝေးဖြာစီးစင်းလာပါလိမ့်မယ်။ The joy အဲ့ဒီပျော်ရွှင်မှုက becomes overwhelming ဟော becomes overwhelming လွမ်းခြုံသွားလို့ဟလာဒီကောပီတိဒီကောအဟုန်ကလွမ်းခြုံသွားပြီးတော့ and you are care သိရဲ့နှလုံးသားဟာ ran over ပီတိအလျင်တွေတွင်တွင်စီးစင်းလာပါလိမ့်မယ်ပေါ့ဒီလိုပြော the drive became so overwhelming and your cat ran over ဒီမှာတုံးတာ r e r sorry r u n n e t h ကတော့ဒါရှေးသုံးလေးကိုဒီနေရာမှာခန့်ခန့်ညာညာသူကထည့်သုံးလိုက်တာပါလေနော် ran ဆိုတော့တကယ်တော့ r u n s runs လို့ပြောရမှာပါနော်အဲ့ဒါ r u n s runs လို့ပြောရမှာပေါ့နော်နော် runs လို့ပြောရမှာပါနော် runs over ဆိုတော့ဒီမှာ run ခြုံသွားတယ်လို့ပြောတာပါပဲ no la rent over So go PD အစင်းတွေလွှမ်းခြုံသွားပါပြီပေါ့နော် PD အစင်းတွေလွှမ်းခြုံသွားပါပြီပေါ့ the the of joy becomes overwhelming and your cab ran over ran over this is a beautiful part ဒါက တကယ်လှပတဲ့လမ်းစဉ်ပေါ့ဒီတော့ be happy ပျော်ပျော်ကြီးနေလိုက်ပါ the end ပေါ့နော်ဆုံးသက်သွားပါပြီဘုန်းတော်ဒါ the part of unconditional happiness part 4ပေါ့နော်နေကုန်းချုပ်ပါပေါ့ဆုံးသက်ပါကျေးဇူးတင်ပါတယ် thank you